K pleasant relationship တွေတည်ဆောက်ဖို့အတွက်လိုအပ်တဲ့အပိုင်းလေးတွေကိုဆက်ပြီးတော့ပြောပြနေ။အဲ့ဒါစတာပေါ့။အဲ့တော့ချစ်ချင်းမေတ္တာသည်တဲ့ pleasant relationship တွေတည်ဆောက်ဖို့အတွက်လိုအပ်တဲ့ foundation တစ်ခုပဲ။အဲ့တော့ဘာပဲလိုချင်လိုချင်ပေါ့နော်။အောင်မြင်တဲ့အကြောင်းတစ်ခု ဖြစ်ဖို့အတွက်ဆိုရင်လဲစတင်ရမယ့် starting point တစ်ခုဆိုရင်လဲ pleasant relationship တွေကအောင်မြင်တဲ့အကြောင်းတစ်ခုဖြစ်ဖို့စတင်ရမယ့် key point တစ်ခုပါပဲ။ဒါလေးကိုပြောခဲ့တာ။အဲ့တော့အဲ့မှာ successful sale ဆိုတဲ့နေရာမှာအဲ့ဒီဟာကို အယောင်လို့ပဲမမြင်သေးချင်ဘဝမှာဘာပဲလိုချင်လိုချင် love ကို foundation ခံပြီးတော့ place and relationship ကိုတည်ဆောက်နိုင်တဲ့လူကသူလိုချင်တာရဖို့ရောက်ခိုင်းတော့အရေးများတယ်ဘာပဲလိုချင်လိုချင်နော်ဘာပဲရှင်ရှင်တွေတိဆောက်နိုင်တဲ့လူကအမြဲတမ်းမှလွယ်ကူတတ်တာအလုတ်ဖြစ်ဆိုတဲ့ဘက်ကိုသွားလိုက်မယ်နော်အဲ့တော့အဲ့တော့တော်တော်များများလိုသုံးငါ့ကိုနေရလိုလို့သုံးတယ်ဆိုပြီးတော့စိတ်ကောက်ကြရလေဒီလား သိလားမကိုကပြင်းလို့တငယ်ချင်းကိုစကားပြောချင်တယ်ဆိုလို့ရှိရင်လေအဲ့ဒါလေးကိုကပြင်းတာလေကိုပြင်းနေတဲ့စိတ်ခံစားချက်ကလေးကိုတတ်တရာရချင်လို့တငယ်ချင်းကိုလိုအပ်နေရလေတယောက်ယောက်ကိုချစ်တယောက်ယောက်အတန်လေးကြားချင်တယ်တယောက်ယောက်ကိုဘေးမှာဟို support စီချင်တာတော့ဟိုကိုကသွားပြီး support တာတော့အဲ့ဒါမျိုးဆိုလို့ရှိရင်လေနိနိတခုလိုအပ်နေရပဲနိတခုကိုဖြည့်ဆည်းဖို့အတွက်ပဲအဲ့အဲ့ဒါနဲ့ပတ်သက်ပြီးရောစိတ်မကောက်ကြနဲ့စိတ်မကောက်မဖြစ်ကြနဲ့အဲ့တော့ကိုကိုလိုနေတာကအဲ့ဒါကောင်းတာ မလိုတာထက်ဆိုင်ကိုယ့်ကိုလိုအပ်နေတာကောင်းလူမျိုးလိုအပ်လိုအပ်နေမှာပဲငါတို့ကလိုအပ်နေတဲ့သူနဲ့ဖြည့်ဆည်းနိုင်တဲ့လူနဲ့တွေ့ဆုံပြီးတော့မှ relationship တွေကအဲ့လိုတည်ဆောက်ကြတာ I meet you and as you you meet my need အဲ့လိုတွေ့ဆုံကြတာအဲ့ business မှာဆိုလဲ supplier နဲ့ customer နဲ့ရောင်းတဲ့လူရှိလို့ဝယ်တဲ့လူဝယ်နိုင်တာဝယ်တဲ့လူရှိလို့လဲရောင်းတဲ့လူကရောင်းနိုင်တာဟုတ်လားအဲ့ဒီသဘောပဲ relationship တွေကလည်းအဲ့တိုင်းပဲ เนาะအဲ့တော့ဘယ်ဟာမှတိတ်ပြီးတော့အရင်အရင်ထနောက်ကောက်ပြီးတော့အဲ့လိုမျိုးဟို relationship တွေမှာအရင်မတွေးဖို့လိုတယ်ဒီလားအဲ့တော့ငါတို့အဲ့ဒါလေးကိုပြပြထားတယ်အဲ့တော့အဲ့ထဲမှာမှငါတို့က love ကို foundation လုပ်မှာပေါ့ဟုတ်လားအဲ့တော့ဒီစာကြောင်းလေးရေးထားပါ Love can open the heart of men. အဲ့တော့ဒီမှာ M E N man ဆိုတာယောက်ျားကြီးကိုပြောတာမဟုတ်နော်။လူတွေကိုပြောတာ။လူတွေကို M E N လူကို M E N man လို့လည်းသုံးတယ်အင်္ဂလိပ်စာ။ Love can open the head of man. လူတွေရဲ့အသိနှလုံးချက်ချင်းမြတ်တာနဲ့ဖွင့်လို့ရပါတယ်။ဘသူကပြောတာလဲဆိုတော့ human nature ဟာလားလူတဘာဝကပြောတာ။အဲ့တော့ချက်ချင်းမြတ်တာ love ဆိုရယ်စာလုံးကြားလိုက်တာနဲ့တွဲပြီးတော့မြင်ရမှာက willingness for the benefit of other တစ်ဖက်အကျိုးလိုလားခြင်းအဲ့ဒါလေးနဲ့တွဲမြင်အောင်တစ်ဖက်သားရဲ့အကျိုးလိုလားတဲ့ချက်ချင်းမြတ်တာနဲ့လူတွေရဲ့နှလုံးသားတကားကိုဖွင့်လို့ရပါတယ်တဲ့ပြောထားတာ။ ဲ့တော့အခုကနေစပြီးတော့ချက်ချင်းမြတာနဲ့ပတ်သက်တဲ့အချက်၁၀ချက်လေးလာနော်၁၀ချက်လေးလာ Okay အဲ့နံပါတ်၁ချက်လေးကြည့်အောင်ခေါင်းစဉ်လေး Love my greatest weapon ဒီနေ့အစပြီးတော့ဟာလားကိုယ့်ရဲ့အကောင်းဆုံးတိုက်ခိုက်ရေးလက်နက်အဖြစ်နဲ့ဘာကိုသုံးချမှာလဲ ချစ်ချင်းမြတ်တာကိုအသုံးချပြီးတော့တိုက်ခိုက်ရေးလက်နက်ဖြစ်နေချစ်ချင်းမြတ်တာကိုအသုံးချပြီးကိုလိုချင်တာတွေရအောင်ယူမယ်။အဲ့ဒီဟာဘာတွေလဲလို့မင်းဒီမှာ relationship ဆိုလဲဟုတ်တယ်အောင်မြင်မှုဆိုလဲဟုတ်တယ် business ဆိုလဲဟုတ်တယ် reputation ဆိုလဲဟုတ်တယ်ဖြောရှင်မှုဆိုရင်လဲဟုတ်တယ်နော်အဲ့လိုလောက်အမှလဲမြတ်တာတိုက်ခိုက်ရေးလက်နက်အဖြစ်နဲ့အသုံးချပြီးတော့ဒီကိုလိုချင်တဲ့ဟာတွေကိုရယူနိုင်ပါတယ်တဲ့ရယူနိုင်ပါတယ် အဲ့ဒီမှာ Abraham Lincoln ပြောခဲ့တဲ့စကားလေးရှိရပါတော့။ Do I not destroy my enemy when I make them my friends? ရန်သူတွေကိုမိတ်ဆွေဖွဲ့လိုက်တဲ့အခါမှာတဲ့ငါရန်သူတွေကိုသွားပြီးတကူတကဖျက်ဆီးစရာမလိုတော့ဘူး။တကူတကဖျက်ဆီးစရာမလိုတော့ဘူး။အဲ့တော့ရန်သူတွေကိုမိတ်ဆွေဖွဲ့တဲ့အခါမှာဒီရန်သူတွေကို तू တကူတကဖျက်ဆီးဖို့မလိုအပ်တော့ဘူး။ तू ပြောခဲ့တာလေးပေါ့နော်။အဲ့သူ့ရဲ့ story လေးဆိုရင်မားရူလေးလာခဲ့ဘူးတဲ့ဟာလေးဆိုရင်သူ့ပေါ့နော်အရန်ကိုအဲ့လိုမျိုးဝေဘန်တိုက်ခိုက်တဲ့ လူတယောက်ဖြစ်ရောเนาะအဲ့လို channel channel တကူက editor တယောက်ပေါ့ channel တွေထုတ်တဲ့ editor တယောက်အဲ့တော့သူနဲ့ပတ်သက်တဲ့အကြောင်းတွေဆိုအရင်ကဆွဆွရရရေးတော့သူ့ရဲ့အတွင်းမှုကအဲ့အဲ့လူကိုလုံးဝသူကအဲ့လိုရေးယူမယ်တတိယ lesson ပေးမယ်ဆိုပြီးတော့လုပ်ပေးမယ် link ကောင်ကဘာဖြစ်လဲဆိုတော့ link ကောင် no အဲ့လူကိုသူ့ကိုမုန်းနေတဲ့လူကိုစာပို့လိုက်တယ်စာပို့ပြီးတော့အဲ့လိုတွေးတွေးဖို့တွေးဖို့တော့မဟုတ်အဲ့လိုစာလားမသိဘူးအဲ့လိုပို့လိုက်တာနော်ပို့ပြီးရဲ့အချိန်မှာ ဲ့လူနဲ့သူနဲ့မိတ်ဆွေဖြစ်အောင်သူလုပ်လိုက်တော့သူအဲ့ဟာကိုတကူကအဲ့ပြဿနာတွေကိုသူမြအောင်ဖြည့်ဆည်းရမလို့တော့အဲ့လူနဲ့မိတ်ဆွေဖြစ်အောင်သူမိတ်ဆွေဖွဲ့ပလိုက်တယ်ဖွဲ့ပြီးရဲ့အချိန်မှာသူမကောင်းတဲ့တင်နေပြောရလဲမရှိတော့တလို့သူမြအောင်လည်းတော်ပြီးသူဖြည့်ဆည်းရမလို့တော့ဗောနော်ဒါ French shit တကူဖြစ်သွားရဲ့ဆိုတာမျိုးလေးအင်းမြတာတခါတလေကြရင်အဲနိုင်ရတယ်အနိုင်ရတယ်အဲ့တော့မြတာမြတာထားတယ်ဆိုတာကလေဟိုတစ်ဖက်သားရဲ့အကျိုးကိုလိုလား तू မကောင်းလို့ကိုမကောင်းစရာမကောင်းစရာမလိုဒီလား ။ तू ကောင်းတာမကောင်းတာ तू ကိစ္စ။ငါကောင်းတာမကောင်းတာငါကိစ္စ။အဲ့လိုခံယူရဖို့လိုတယ်။ तू မကောင်းလို့ကိုမကောင်းဆိုရင်လေကိုရဲ့ဗီဇာကမကောင်းချင်တဲ့ဗီဇာရှိနေတာ तू ကဲ့သို့ तू လိုပဲဒီလား तू လိုပဲ။အဲအဲ့ဒါလက်ခံရမယ်။အမတို့ငငယ်တာဆီမတယောက်ဆုံးမရှိရလေ။အဲဟိုဟိုကလေးနဲ့မပေါင်းတဲ့ပျက်စီးမယ်ဒီကလေးနဲ့မပေါင်းတဲ့ပျက်စီးမယ်မိဘတွေမှားလေမိဘတွေကအဲ့လိုမှားတယ်ဆရာမကပြောလဲဆိုတော့ကိုသားသမီးကငကိုရေကမကောင်းတဲ့ဗီဇပါလို့ရှိရင်လေကိုသားသမီးက အဲ့သူများမကောင်းတဲ့ဟာနဲ့မကောင်းတဲ့လူနဲ့ပေါင်းရတယ်ပိုမကောင်းမှုဖြစ်လာတဲ့ကိုပိုင်ဗီဇာတွေနဲ့ဆိုင်နေဆိုတော့ကိုဗီဇာကိုကောင်းအောင်လုပ်ဖို့လိုတယ်အဲ့တော့ तू ကဘယ်လိုလူဖြစ်နေပါစေဘယ်လိုကိုယ့်အပေါ်မှာဘယ်လို respond ပေးနေပါစေငါစီကတော့ဒီပုံစံနဲ့ပဲတုံ့ပြန်ခံရမယ်ဆိုတဲ့ပုံစံမျိုးနဲ့မေတ္တာတရားတိုက်ခိုက်ရေးလမ်းနဲ့ဖြစ်နေအသုံးချပြီးရရှုလို့ရတယ်လို့ရတယ် ဲ့တော့ရှေ့မှာသင်ခဲ့တဲ့ unconditional love တို့ဘာလို့ဆိုရလဲ relationship တွေတိဆောက်တဲ့အခါမှာတစ်ဖက်သားရဲ့အကျိုးလိုလားတဲ့စိတ်တစ်ခုပေါ့အမေရဲ့အကျိုးကိုလိုလားတယ်အမေရဲ့အကျိုးကိုလိုလားတယ်အဖေရဲ့အကျိုးကိုလိုလားတယ်မိသားစုရဲ့အကျိုးကိုလိုလားတယ်တငယ်ချင်းရဲ့အကျိုးကိုလိုလားတယ်ကိုယ့်ရဲ့ partner ရဲ့အကျိုးကိုလိုလားတယ်ဆိုရယ်စိတ်နဲ့သာမေတ္တာတရားကိုတိုက်ခိုက်ရည်လက်နဲ့အဖြစ်နဲ့အသုံးချမယ်ဆိုလို့ရှိရင်လေ relationship တွေမှာလည်းအောင်မြင်ပါပဲ အဲ့တော့ customer နဲ့ပတ်သက်လာရင်လည်း customer ရဲ့အကျိုးကိုလိုလားတယ်ဆိုရဲစိတ်နဲ့ကိုကတိုက်ခိုက်ရေးနဲ့မေတ္တာတရားကိုတိုက်ခိုက်ရေးလက်နဲ့အဖြစ်နဲ့သုံးချရရင်လည်းလူတွေရဲ့အသည်းနှလုံးရပြီးတော့အယောင်တွေဖြစ်မှာပဲဒီလားအဲ့တော့ဒါလေးကမေတ္တာတရားကိုဘဝမှာကင်နာဝပွန်တစ်ခုလိုကင်နာပြီးတိုက်ခိုက်ရေးလက်နဲ့တိုက်ခိုက်ရေးလက်နဲ့အဖြစ်နဲ့ရောအဲ့ဒါကိုအသုံးချပြီးတော့လိုချင်တာတွေရအောင်ယူဖို့ပြောထားတာဒီလားလိုချင်တာရအောင်ယူပြောထားဥပမာ customer နဲ့ကိုယ်နဲ့ဆိုစဉ်းစားကြည့်ပေါ့တချို့အယောင်သမားတွေဆိုရင် ဝဲဝဲဟိုဝဲဝဲမဝဲဝဲစိတ်ဝင်စားတာမျိုးတင်လားပြီးရင်ဒါမှမဟုတ်လုပ်ငန်းဘက်ကလုပ်ငန်းဘက်က business ဘက်ကသူတို့ကိုတင်ထားတဲ့အတိုင်းအဲ့ဒါအဲ့ဒါအဲ့ဘောင်တွေကပဲစဉ်းစားတတ်တာမျိုးအဲ့လိုမျိုးရှိတယ်တကယ်တမ်းတကယ်ကိုအယောင်သမားခေါင်းတစ်ယောက်ကအဲ့လိုမဟုတ်အယောင်သမားခေါင်းတစ်ယောက်တည် customer language ကိုနားလည်ပြီးတော့ customer ရဲ့အကျိုးကိုလိုလားစွာနဲ့ရောက်တတ်တယ်ဒီလားအဲ့ခါကျအဲ့ customer ကလည်းအဲ့ဒီအဲ့ဒီ ဟုတ်ကောဝယ်ဖြစ်တဲ့ customer တယောက်ဖြစ်လာလိမ့်မယ်။ဥပမာဘယ်လိုမျိုးလဲဆိုရင်ဟိုတစ်ခါတလေအင်ကြီးဆိုင်ကြီးပါလေတောက်လို့ရှိရင်လေဒီအင်ကြီးလေးကကိုနဲ့ကိုနဲ့ match မဖြစ်ဘူးဆိုတော့အမဒီ color လေးစမ်းကြည့်ပါလားဒါလေးဆက်စမ်းကြည့်လို့ရအမဒီဇိုင်းရင်းပါပဲဒီလိုဒီဇိုင်းလေးရှိသေးတယ်အမဝစ်ချီလိုက်ပို့ပြီးတော့ထင်တာမြင်တာရှိလိမ့်မယ်ပြီးမှအမကြိုက်တာယူအဲအဲ့ဒါမျိုးပေါ့နော် customer ဘက်ကနေတွေးပေးနေတယ်တွေးပေးပြီးတော့ရောင်းရောင်းတာမဟုတ်ဘဲね customer ဘက်ကနေတွေးပေးပြီးတော့ရှင်းကက်နေပြီဆိုရင်အဲ့ဒီအယောင်အောင်မြင်တာပဲ တည်လားအဲ့ဒီအယောင်အောင်မြင်တာပဲအဲတချို့ကဝယ်ခြင်းဝယ်မွေခြင်းနေစိတ်ဝင်စားတာမျိုးတချို့ကရောင်းအောင်မို့လို့အတင်းထိုးရောက်တာမျိုးဟုတ်လားအဲအဲ့ဒါမျိုးအတင်းယူရတာမျိုးအဲ့ process မျိုးတွေဖြစ်လာပြီဆိုရင်တစ်ဖက်သားကသူ့အတွက်လို့မခံစားရပဲနဲ့ဟိုကို့အမျက်အဆုံးအတွက်အလုံးလုံးနေတာငါ့အတွက်မတွေးပေးဘူးဆိုတဲ့ feeling မျိုးရလာပြီဆိုရင်အဲ့ဒါအယောင်မဖြစ်တော့အယောင်မဖြစ်တော့ဘောနော်အဲ့တော့မေတ္တာတရားကိုတိုက်ခိုက်ရေးလက်နက်အဖြစ်နဲ့အသုံးချတဲ့အခါမှာလည်းအဲ့ဒါကိုပြောတာ အဲ့ဒါကိုပြောတာကိုကတဖက်သားရဲ့အကျိုးကိုလိုလားခြင်းဆိုရဲဘက်ကဆက်ဆံရေးတွေကိုချင့်ကန်ရင်ကိုလိုချင်တာရလိမ့်မယ်အဲ့ဒါအဲ့ဒါကိုအဓိကပြောချင်တာ